တူရကီနိုင်ငံအစ္စတန်ဘူမြို့တော်မှာလာမယ့်သတင်းပတ်မှာပါကစ္စတန်အာဖဂန်နစ္စတန်ဆွေးနွေးပွဲနောက်တစ်ကြော့ပြန်လည်စတင်သွားမှာဖြစ်ခါအဲ့ဒီချိန်ထိအပြစ်ခက်ရဲစဲရေးကိုဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်းတူရကီနိုင်ငံဂျာယီဝန်ကြီးဌာနကအော်တိုဘလ30ရက်နောက်ပိုင်းမှာအတည်ပြုခဲ့ပါတယ်။ 2022ခုနှစ်မှာတာလီဘန်တို့အာဖဂန်အာဏာကိုပြန်လည်ထိန်းချုပ်ခဲ့ပြီးတဲ့နောက်ပိုင်းတောင်အာရှအိမ်ကြီးနိုင်ငံများအကြားလူသေဆုံးမှုအများဆုံးပဋိပက္ခများဖြစ်ပွားခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ6ရက်နေ့မှာအဲ့ဒီဆွေးနွေးပွဲပြုလုပ်ရန်စီစဉ်ထားခြင်းဖြစ်ပါသည်။အော်ဒိုဘလာကိုရက်ကကပူးမျိုးတော်မှာပောက်ကွဲမှုများဖြစ်ပွားခဲ့ပြီးတဲ့နောက်အကြမ်းဖက်မှုများအတွင်လူခနေဆယ်ကျော်တေဆုံးကလူပေါင်းရာစီထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတာလီဘန်အာဏာပိုင်များကပါကစ္စတန်ကိုပြစ်တင်ပြောကြားခဲ့ပါတယ်။ အဖွဲ့အစည်းတွေအားလုံးကအပြစ်ခက်ရေးဆေးရေးကိုဆက်သွားဖို့သဘောတူကြပါတယ်။နိုဝင်ဘာလ6ရက်နေ့အစ္စတန်ဘူမှာပြုလုပ်မဲ့အရေးပါတဲ့အစည်းအဝေးမှာတော့ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကိုဆွေးနွေးဆုံးဖြတ်သွားမှာပါလို့တူရကီနိုင်ငံသားရေးဝန်ကြီးဌာနကဆိုပါတယ်။နိုင်ငံလုံးဟာတူရကီနဲ့ကာတာကြားဝင်ဆေးဆက်မှုနဲ့အစ္စတန်ဘူမှာဆွေးနွေးညှိနှိုင်းခဲ့ကြပြီးအဲဆွေးနွေးမှုဟာ အမြင်မှုမရှိကြောင်းပါကစ္စတန်ကအော်တိုဘာ29ရက်နေ့မှာပြောကြားခဲ့ပါတယ်။စစ်တမှုများပြန်လည်စတင်ပွဲရှိတယ်လို့ပါကစ္စတန်နိုင်ငံပိုင်သတင်း PTV နဲ့အာဖဂန်နိုင်ငံပိုင်သတင်း RTA တို့မှဖော်ပြထားပါတယ်။ RTA ကမှစစ်တမှုများအမြင်ချင်းမရှိတဲ့အကြောင်းရင်းမှာပါကစ္စတန်ဘက်ကအကျိုးအကြောင်းမညီညွတ်တဲ့တောင်းဆိုမှုများကြောင့်ဖြစ်တယ်လို့ပြစ်တင်ထားပါတယ်။အာဖဂန်တာဝန်ရှိသူများကမှစွန့်နေညှိနှိုင်းမှုများပြန်လည်စတင်မှုနဲ့ပတ်သက်ပြီးလူသိရှင်ကြားမှတ်ချက်ပြုထားခြင်းမရှိပါဘူး။ စိတ်မကောင်းစရာကတော့အာဖဂန်ဘက်ကအာမခန့်ချက်တွေမပေးခဲ့ပါဘူးအဓိကပြဿနာကနေတွေ့ဖြီးပြီးအပြန်အလှန်အပြစ်တင်မှုနဲ့လက်ကွက်တွေကိုသာရွေးချယ်ခဲ့ပါတယ်လို့ပါကစ္စတန်ပြန်ကြားရေးဝန်ကြီးအဒူလာတာရာကကာတာနဲ့တူရကီတို့ရဲ့ဂျာဝေဆက်ဆက်မှုနဲ့၄ရက်ကြာဆွေးနွေးကြိုးပမ်းမှုများပြီးမှအိတ်လူမှုမီဒီယာမှာဆိုပါတယ် ဒါကြောင့်ဆွေရင်းညီနှဲမှုများဟာလက်တွေ့ကျတဲ့ဖြည့်ရှင်ဤကိုထပ်ပေါ်စေခဲ့ခြင်းမရှိဘူးလို့၎င်းကဆိုပါတယ်။ပါကစ္စတန်ဟာငြိမ်းချမ်းရေးစစ်တပ်နဲ့အာဖဂန်နစ္စတန်နဲ့ထိတွေ့ဆက်ဆံခဲ့ကြောင်းဒါမှမဟုတ်အာဖဂန်ဟာပါကစ္စတန်ဆက်ကျင်တဲ့အကြမ်းဖက်သမားများကိုခိုင်မာစွာထောက်ပံ့ပေးနေကြောင်းတာရာက ပြောကြားခဲ့ပါတယ်။